လက်ရှိချစ်သူဖြစ်တဲ့ရွှေဆိုင်တထေးကိုစနစ်ကြလက်တွဲခဲ့တဲ့မိန်းကလေးထံကနေလူယူထားရလို့သတင်းတွေထွက်ပေါ်လာတဲ့ရှုံရှုံအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီတိုင်းညူပိကနေပြန်လေကကြိုဆိုလိုက်ပါရီ ကလေးတယောက်ဆောင်နေနဲ့တယောက်ဆောင်ခဲ့တဲ့ရွှေရွှေဟာအခုရပိုင်းမှာတော့ချစ်သူတင်းနဲ့တွဲနေတဲ့ပုံတွေထပ်ပေါ်လာခဲ့ပါပြီ။အသက်25နှစ်အရွယ်ရှိပြီဖြစ်တဲ့ရွှေရွှေဟာအကယ်ဒမီရှားပြီးသားမင်းသမီးတစ်ယောက်ဖြစ်ပေမယ့်အမှုပညာလုပ်တွေကိုမလုပ်ဖြစ်တော့ပါဘူး။ရွှေရွှေက MRTV4 ကမင်းသားတစ်ယောက်ဖြစ်တဲ့စီသူဝင်းနဲ့တွဲခဲ့မှုတဲ့ကိစ္စကြောင့်အမှုပညာလုပ်တွေကိုရတန်ဖို့တည်စင်စားခဲ့ပါပြီ။ရွှေရွှေဟာစီသူဝင်းအောင်မင်းခန့်တို့နဲ့အတူအစီအစဉ်နဲ့ရှိုက်ကူးခဲ့ပြီးတော့ရေးစားရှိတဲ့စီသူဝင်းနဲ့တရင်နေထွက်ခဲ့ပါပြီ။ ဂျာရီမကာဒီဝဲနဲ့နှစ်ယောက်ကြားမှာပြောထားတဲ့စာရီကလည်းပေါက်ကြလာခဲ့ပါရီရီစာရှိတဲ့စီသူဝင်းနဲ့ယွယွန်းဟာလူမသိအောင်တိတ်တိတ်လေးခိုးတွဲနေကြတာကိုစီသူဝင်းရဲ့ရီစာကထုတ်ပြောလိုက်ချိန်မှာရှက်တွေကွဲသွားခဲ့ပါရီရိုက်ကူးရဲ့လုံရင်နဲ့ နေရသားချစ်ချိတ်သွားခဲ့ပြီးတော့ပြောထားတဲ့စာတွေပါထွက်ပေါ်လာခဲ့တာကြောင့်ရွရွလင်းနှုပညာလုတ်ကနေရှင်းနာဖို့အတွက်စဉ်းစားခဲ့ပါရီဒီနေ့တေတော်တဲမှာတော့ရွရွဟာနှုပညာလုတ်တွေကိုပြန်လုပ်နေပြီးသူ့ရဲ့ချစ်သူတက်လေးနဲ့လည်းတွဲသားတွဲလာလုပ်နေပြီဖြစ်ပါရီချမ်းသာကြပါရီမြို့သားတွေနဲ့ပဲချစ်သူတော်တဲ့တဲ့မင်းသမီးတွေရဲ့ထုံစံတိုင်းရွရွရဲ့ချစ်သူကတော့မန်လီသားဆိုတော့တန်ဆင်ဖြစ်ပါရီမနှောရဲ့တချင်နေမှာပါလေပါဝင်ခဲ့ပူပြီးရက်ချင်းတွေကိုတီဆိုတဲ့ဆိုတော်လေးဖြစ်ပြီးတော့လူတီများပါရီတစ်ဖက်မှာရီစီဝါရေးလုပ်ငန်းဖြစ်မန်လီမှာရွှေဆိုင်ကြီးကိုဖွင့်လှစ်ထားတဲ့တရေတယောက်ဖြစ်ပါရီ ယူယူဟာသူ့ရဲ့ချစ်သူတေးဖြစ်တဲ့တန့်စင်တဲ့သူပွဲတက်တွေကိုတူတူတယောက်လေးရှိပါရီအတိတ်ကိုမေးလိုက်ပြီးတော့အချစ်စစ်ကိုတွေ့သွားတဲ့ယူယူရဲ့ချစ်သူချောင်းကိုလည်းစိတ်ဝင်စားကြပါရီတန့်စင်ရဲ့တချင်နေမှာလည်းယူယူဟာတယောက်ဆောင်ပေးခဲ့ဖို့တို့လိုယူယူရဲ့၂၀ကားနေပြည့်မွေးနေ့တုန်းကလည်းဘေးမှာတွေ့ရတဲ့သူဖြစ်ပါရီ ရွှေရွှေနဲ့တူပွဲတစ်ခုကိုတက်လာခဲ့ပြီးတော့ခါဖက်လိုက်ရှာကနေလရဲစရဲနိုင်တဲ့မျိုးသားဆိုတဲ့မျက်ချက်လေးရနေတဲ့သူပါအတိတ်ကဖြစ်ရတွေကနေလွတ်မြောက်ပြီးချစ်သူတလေးကိုရရှိသွားတာကြောင့်ရွှေရွှေတယောက်ကန်ကောင်းနေဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးမကြာခင်မှာပဲနောက်ွယ်ကအကြောင်းအရာတွေပေါ်ထွက်လာခဲ့ပါပြီတန့်စင်ဟာရှင်ဟာတွဲခဲ့တဲ့မိန်းကလေးတယောက်ရှိပြီးတော့ချစ်သူတက်တဲ့ဆယ်နှစ်ကြာတဲ့အချိန်မှာလမ်းခွဲခဲ့ပါပြီတန့်စင်ဟာရွှေရွှေလိုနာမည်ကြီးတဲ့မင်းသမီးနဲ့တချင်းတွေမှာအတူတူတယောက်ဆောင်ပြီးရနောက်အချိန်ကြာကြာတွဲခဲ့တဲ့ချစ်သူတို့တောင်မှလမ်းခွဲသွားနိုင်တဲ့အကြောင်းကိုသူတို့ရဲ့တိုင်းဝိုင်းကြားထဲမှာလူပြော များနေပါတယ်။ဒါကြောင့်ရယွန်းကတော့ဒုတိယ North Pole Inter ဆိုတဲ့နာမည်တွေတောင်မှပေးထားကြပါတယ်။ရယွန်းဟာရွေးချုံမော်လှပသူဖြစ်ပေမယ့်စီတုံဝင်းကိုလည်းသူ့ရဲ့ချစ်သူထံကနေလူယူထားခဲ့တာကြောင့်နာမည်ပြက်ခဲ့ရသူပါ တငယ်ချင်းချင်းချင်းစီးမဆောင်တဲ့ပြောတွေကြောင့်သစင်ထူးမြင့်တို့လည်းဆက်ဆံရေးမရှိတော့တဲ့အထိဖြစ်သွားခဲ့ရပါပြီ။အနုပညာလုပ်တွေကိုပြန်လုပ်တဲ့အချိန်မှလည်းစနစ်ကျော်တွဲခဲ့တဲ့ဆုံတွဲကိုကြောင်းဝင်ပြီးတော့လူယူခဲ့တဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါပြီ။ဒါပေမဲ့ရွှေရွှေရဲ့ပြည်သက်တွေကတော့နှစ်ထက်ကွန်းလူယူသွားတာကိုလက်မခံနိုင်ကြသေးပေမယ့်အိမ်တော်မပြောင်းရသေးတာကြောင့်စိတ်တန်းကြရွေးချယ်လို့ရကြောင်းအပြေးနေကြပါပြီ။ရွှေဆိုင်ပိုင်ရှိသတင်းတွေတွဲသားတွဲသားလုံးနေပေမယ့်နောက်ွယ်ကသတင်းတွေတစ်ခုပြီးတစ်ခုပေါ်ထွက်လာတဲ့ရွှေရွှေပေါ်ပြည်သက်ကြီးရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင် င်စားစရာကောင်းတဲ့ဆယ်လီရင်နုပညာရှင်တွေရဲ့ဒီနေ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့တော့တောင်းနေပဲနှုတ်ဆက်ခဲ့ကြပါရီ။အာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါရယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါရီ။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်။